္ဂလာပါပိတ်သက်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရရှင်။ပထမသတင်းတစ်ပုဒ်အနေနဲ့ယခုလာမည့်အပတ်တွင်တောင်ကိုရီးယားနိုင်ငံ၌တမရဒေါ်နယ်ထရန့်နှင့်တမရရှီကျင်းဖင်တို့တွေ့ဆုံကြမည်ဖြစ်ကြောင်းအင်ဖြူရောကအတည်ပြုပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။အမေရိကန်နှင့်တရုတ်နိုင်ငံတို့ကြားဆက်ဆံရေးများပိုမိုကောင်းမွန်လာမလားဆိုပြီးမျှော်လင့်ချက်များမြင့်တက်လျက်ရှိနေပါရရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရုရှားတမရပူတင်ကရုရှားအနေဖြင့်အမေရိကန်နိုင်ငံ၏မိသည့်ဖိအားမျိုးကိုမစိုးဥညွတ်သွားမှာမဟုတ်ကြောင်းပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ထားအပြင်ရုရှားမြေပေါ်၌တိုက်ခိုက်မှုတစုံတရာဖြစ် ပွားခဲ့ပါကလည်းရုရှားနိုင်ငံဘက်ကပြင်းပြင်းထန်ထန်တုံ့ပြန်သွားမိဖြစ်ကြောင်းပြောကြားလိုက်ပါသေးတယ်ရှင်။တတိယသတင်းတမုတ်ကတော့ရခိုင်ထိတ်တန့်အမှုဆောင်တအူးဟာရုရှားနိုင်ငံထံသို့ cyber လှုပ်ဝက်ချက်လက်များတက်တက်မှ3မီလီယံဒေါ်လာဖြင့်ရောင်းချခဲ့တယ်လို့ American အစိုးရရှိနေများကပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ထို့သောရောင်းချခဲ့မှုကြောင့်ပြင်းထန်တဲ့လုံခြုံရေးချိန်ချောက်မှုများဖြစ်ပေါ်လာနိုင်တယ်လို့လည်းသတိပေးပြောကြားခဲ့ပါသေးတယ်ရှင်။နောက်ထပ်သတင်းတမုတ်ကတော့ရုရှားစစ်လေယာဉ်နှစီဟာ NATO မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ Lithuania နိုင်ငံလေကြောင်းနယ်နိမိတ်အတွင်းသို့ပြန်တန်းလာခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ထိုဝင်ရောက်မှု ဟာ16စက္ကန့်သာကြာမြင့်ခဲ့ပေမဲ့လည်းပိန်နေတိုးချက်လေယာဉ်များကမြန်မြန်ဆန်ဆန်လာရောက်ခဲ့ပြီးထိုလေယာဉ်များအားချဖြတ်ခဲ့တယ်လို့ဆိုပါရရှင်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့နယူးဇီလန်နိုင်ငံ၏ပါလီမန်တွင်အသက်16နှစ်အောက်ကလေးငယ်များအားဆိုရှယ်မီဒီယာအသုံးပြု권ကိုတားမြစ်ရန်အတွက်ဥပဒေတစ်ခုပြဋ္ဌာန်းရန်မဲခွဲဆုံးဖြတ်နေကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ဒါ့အပြင်ဆိုရှယ်မီဒီယာအကောက်ဖွင့်ရန်အတွက်အသုံးပြုသူ၏အသက်အားအတိပြုမည်အဆင့်လိုအပ်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့ပါသေးတယ်ရှင်။ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။